ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါလေကျွန်တော်နှုတ်ကပတော်အားဖြင့်သူတို့ကအစဉ်ကျင်ခွန်အားယူဖို့ရန်အတွက်ဓမ္မရာဇဝင်စရုတ္တဆောင်အခန်းကြီး9အပိုင်းငယ်2မှ3ရှုရီလူတို့သည် အလိုလျောက် တက်ဖွဲ့၍ခြိသွားစဉ်တွင်ဣဒရီလာပြည်မှဖမ်းခဲ့သောမိမွေငယ်တယောက်သည်နေမန်၏မယားထံ၌ကျွံခံရ၏ထိုကျွံမကလည်းဂျမသခင်သည်ရှမာရိမြို့၌ရှိသော ပရောဖက်ထံသို့ ရောက်ပါစီတော့ဒိုဘရောဖတ်သည်သခင်၌ဆွဲသော နူနာကိုပျောက်စေလိမ့်မည်ဟုမိမိသခင်မှာအာဆို၏ဂျော်ဒီနိုကဘတော်ကတော့နေမန်ရဲ့အိမ်မှာကျွန်ခံရတဲ့ကျွန်မာလေးရဲ့အကြောင်းဖြစ်ပါတယ်ဘိုးကျုံနေမန်ကအဲ့ဒီခေတ်အချိန်ကာလကအင်မတန်မှ ထင်ရှားကြော်ကြားတဲ့စစ်သူကြီးဖြစ်ပါတယ်သူကရှင်ဘရင်ထက်တောင်ကြော်ကြားသေးတယ်ရှူရီရှင်ဘရင်ရဲ့ပိုးကျုံမင်းဖြစ်တယ် သူကဘုံကြီးတဲ့သူဖြစ်တယ်။အဲဒီသူ့ရဲ့ရှင်ဘုရင် သခင်ထံမှာလည်းမျက်နာရတဲ့သူဖြစ်ပါတယ်။သူတိုက်တဲ့နိုင်ငံတိုင်းကို အောင်မြင်ရတဲ့အခွင့်ကိုလည်းဖျားသခင်ကပေးတယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်။ဘုကျုံနေမန်ကထော်တော်ဖျားကို မသိပေမဲ့ဖျားကသူ့ကို ကောင်းကြီးပေးထားတယ်။ဒါကအကြောင်းရှိပါတယ်။ဖျားကသူ့အားဖြင့်ရှူရီပြည်ကအောင်ရတဲ့အခွင့်ကိုပေးတယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒါကိုကြည့်ခြင်းအပြင်ဖျားသခင်ကဘုကျုံနေမန်ကို ောင်းကြီးပေးထားတယ်။တကယ်တော့ဗိုလ်ချုပ်နေမန်ကဖះကိုမသိပါဘူး။ဖះသခင်ကဗိုလ်ချုပ်နေမန်ကိုကောင်းကြီးပေးရတဲ့အကြောင်းရင်းရှိပါတယ်။နောက်ပိုင်းမှာသူ့အားဖြင့်ဖះသခင် အလုပ်လုပ်ဖို့ရှိနေတယ်။ဗိုလ်ချုပ်နေမန်ကအင်မတန်မှခွန်အားကြီးတဲ့စစ်သူရဲဖြစ်တယ်။အင်မတန်မှကြော်ကြားတဲ့သူဖြစ်တယ်။အင်မတန်မှနာမည်ကြီးတဲ့သူဖြစ်ပါတယ်။သို့ရသော်လည်းဘလောက်ပဲဂုံသူတွေထင်ရှားပါစေနူနာယောဂဆွဲနေတယ်။နူနေတဲ့အတွက်ကြောင့်လူကြားတဲ့သွားဖို့အင်မတန်မှခက်ခဲသွားပြီ။ သူ့မှာတင်ငယ်ရပြီဒီနူတဲ့ယောဂါကြီးကသူ့ကိုနှောက်ရက်ပြီအဲ့ဒီချိန်မှာတဲ့သူ့ရဲ့အိမ်မှာဣဒရီလာကျွန်မာလေးတယောက်ရှိခဲ့တယ်အဲ့ဒီကျွန်မာလေးကသူဣဒရီလာတိုင်းပြည်ကိုတက်ဖွဲ့ပြီးတော့ခြိသွားတဲ့ချိန်မှာဣဒရီလာပြည်ကနေပြီးတော့ဖမ်းပြီးတော့ခေါ်လာတဲ့မိမငယ်လေးဖြစ်ပါတယ်အဲ့ဒီမိမငယ်လေးကနေမန်ရဲ့မယားထံမှာကျွန်ခံရတယ်နေမန်ရဲ့မယားကိုသူကပြောလဲဆိုရင်တော့ကျမရဲ့သခင်ဖြစ်တဲ့ဘိုးချုပ်ကြီးနေမန်က ရှမာရိမြို့မှာရှိတဲ့ပရောဖက်ထံကိုသာရောက်ပါစေ။ပရောဖက်ကအဲ့ဒီနူနာကိုပျောက်စေလိမ့်မယ်ဆိုပြီးတော့သူ့ရဲ့သခင်မအောင်ပြောပါတယ်။သခင်မကလည်းနေမန်ကိုပြောတဲ့အခါမှာနေမန်ကရှင်ဘီယစီမှာအမိန့်ဆောင်တောင်းပြီးတော့ဣသရေလတိုင်းပြည်ကိုသွားခဲ့တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ကျွန်တော်ဒီအကြောင်းမှာဒီကျွန်မာလေးရဲ့စိတ်နေသဘောတော့ကြည့်တဲ့အခါမှာတကယ်ဆိုရင်သူကကျွန်ဖြစ်နေမန်ခေါ်လာလို့ဒီတိုင်းပြည်ကိုရောက်လာတာဖြစ်တယ်။ တကယ်ဆိုရင် तू ကသူ့မိသားစုနဲ့နေချင်ပါပဲသူ့မိသားစုကိုခွဲခွာလာရတယ် तू ကဖန်စီခေါ်ဆောင်လာပြီးတော့ဒီမှာကျွန်လာဖြစ်နေတာတကယ်ဆိုရင်နေမန်ကိုစိတ်ဆိုးပြီးတော့ तू ကမကြည်မနှံဖြစ်နေရမှာပါနေမန်နူနာယောကဆွဲတဲ့ချိန်မှာ तू ကပို့ပြီးတော့ဝမ်းတောင်းပဲကောင်းတယ်နေတော်နေသေးတယ်ငါ့ကိုဖမ်းပြီးတော့ခေါ်လာတာငါ့ကိုကျွန်ဖြစ်လောက်တာဒီမှာငါသူဖမ်းလာလို့ကြုံဖြစ်ရတာအခုတော့နူနာယောကဆွဲပြီဆွဲပါစေနူနာယောကဆွဲမကလို့ဘာပဲဖြစ်ဖြစ်ငါနဲ့မဆိုင်ဘူး နဲတောင်နဲသေးတယ်ဆိုပြီးတော့သူကဝမ်းသာရမှာပါတို့ရတွင်ကြုံမာလေးရဲ့စိတ်နေသဘောတော့ကအဲ့လိုမရှိဘူးသူသခင်ပေါ်မှာ तू ကကျေးဇူးပြုခြင်းနဲ့စိတ်ချစ်ချင်းမြတ်တာစိတ်နဲ့နေမန်ကို तू ကလမ်းပြပေးပါတယ်နေမန်ကို तू ကလမ်းညွန်ပေးပါတယ်ယောဂပျောက်ဖို့ရန်အတွက် तू ကပျောပြပေးတယ်အဲ့ဒီရှမာရီမြို့မှာရှိတဲ့ပရောဖက်ထံကိုသာရောက်ပါစီဖျားသခင်ကလူရှိတယ်ဖျားသခင်ကတတ်နိုင်တဲ့ဖျားဖြစ်တယ်ဆိုတော့ကို तू ကယုံကြည်ပါတယ် ီဂျုံမာလေးရဲ့စိတ်နေသဘောထားကနေမန်ပေါ်မှာနာကြည့်တဲ့စိတ်မုန်းတီးတဲ့စိတ်ရှိရမယ်အစားနေမန်ကိုကျေးဇူးပြုခြင်းနဲ့စိတ်မေတ္တာစိတ်သူ့မှာရှိခဲ့တယ်။သူများကိုသူကကူညီခြင်းနဲ့စိတ်သဘောထားရှိတယ်။အင်မတန်မှထူကြတဲ့အမျိုးသမီးဖြစ်ပါတယ်။ပြီးတဲ့အခါမှာသူကဖယားသခင်ပေါ်မှာလည်းယုံကြည်ခြင်းအပြည့်အဝရှိတယ်။လုံးဝအာမခံတဲ့ရှမာရီမြို့မှာရှိတဲ့ပရောဖက်ထံကိုသာရောက်ပါစေရောက်အောင်သွားလိုက်ပါကျင်းသေးတယ်။နူနာယောကပျောက်လိမ့်မယ်။လုံးဝအာမခံတယ် နူနာယောဂါကအဲ့ဒီခေတ်အချိန်ကာလမှာဘယ်သမားတော်ကမှယောဂါအတိလင်းပျောက်ပါမယ်ဆိုတာကိုအမှမခံရဲပါဘူး။ဒီချုံမာလေးကဆေးစရာလည်းမဟုတ်ပါဘူး။သမားတော်လည်းမဟုတ်ပါဘူး။သင်းအောင်စရာလည်းမဟုတ်ပါဘူး။ယေဘရဟိတ်လည်းမဟုတ်ပါဘူး။ကျုံမဲဖြစ်တယ်။သူရတွင်သူ့ရဲ့ယုံကြည်ခြင်းကအင်မတန်မှကြီးမားတယ်။ဖျားသခင်ပေါ်မှာဘလောက်ထိစိတ်ချယုံကြည်လဲဆိုရင်တော့ရှမာရိမြို့ကိုပဲရောက်အောင်သွားပါ။ အဲဒီကိုရောက်ရင်တော့ကျင်းသည်ပျောက်ပါလိမ့်မယ်ဆိုပြီးတော့သူက အာမခံချက်နဲ့ပြောပါတယ်။နေမန်ကလည်းအဲဒီဂျုံမာလေးပြောတဲ့စကားအတိုင်းသူကရှင်မင်းစီကနေအမိန့်စာယူပြီးတော့ဣဒရီယာတိုင်းပြည်ကိုသွားတယ်။ဣဒရီယာရှင်မင်းကအဲဒီဆောက်ကိုလည်းတွေ့တော့ဟာအဝတ်ကိုဆွဲဖြဲပြီးတော့ဒါငါ့ကိုတသက်ရန်ဆတာနူနာယောဂါကိုပျောက်ခင်းအောင်လုပ်ပေးဖို့ကငါဖျားမှမဟုတ်တာ ငါဘယ်လိုလုပ်တတ်နိုင်မှာမလဲဆိုပြီးတော့သူကညီးတွားစိတ်ပြက်ပြီးတော့အဝိကူတော်ဆုတ်ဖဲတယ်ဆိုအကြောင်းကိုတွေ့ရပါတယ်ဒီမှာဒီရှင်ဘီရင်ကဣသူရအတိုင်းမျိုးမှာနေပါတယ်ကျုံမာလေးကတော့သူတို့ဘားတွေဖမ်းဆီးခြင်းခံရလို့ရှုရီပြည်မှာနေပါတယ်ဣသူရလတိုင်းပြည်မှာပရောဖက်လည်းရှိတယ်ဖျားသခင်ရှိတယ်ဆိုတော့ကိုယုံကြည်ရမယ့်အစားရှင်ဘီရင်ကမယုံကြည်နိုင်ဘူးဘာမဟုတ်တဲ့ကျုံမာလေးကတော့အာမခံပြီးတော့ဟိုးဣသူရအတိုင်းပြည်ကိုနေမှန်ကိုဆစ်လွတ်လိုက်တယ် ဒီနှုတ်ကပတ်တော်ကြည့်တဲ့အခါမှာရှင်ဘုရင်နဲ့ကျွန်မလေးအဆင့်တန်းကအရန်ကွာလုံးပါလေ။တို့ရတွင်ရှင်ဘုရင်မှာယုံကြည်ခြင်းမရှိဘူး။ကျွန်မလေးမှာတော့ယုံကြည်ခြင်းအပြည့်ရှိတယ်။သူ့ဖျားပေါ်မှာအပြည့်ဝစိတ်ချမှုရှိတယ်ဆိုအကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါလေ။နောက်ဆုံးမှာတော့ရှူရီဘူဂျုတ်နေမန်ကဘရော့ဘတ်ကြီးအေလီရှဲစီရောက်တဲ့အခါမှာအေလီရှဲကယော်ဒန်မြစ်မှာခုနှစ်ကြိမ်ရေချိုးဖို့ပြောတဲ့အခါမှာသူကမလုံချင်တော့ညာလေသူ့ရဲ့ငယ်သားတွေတိုက်တွန်းမှုကြောင့်ယော်ဒန်မြစ်မှာခုနှစ်ကြိမ်ရေချိုးတဲ့အခါမှာ နူနာယောကပျောက်သွားတယ်။နေမန်ရဲ့အသားရည်ကခလေးသငွေသားရည်ကဲ့သို့ဖြစ်သွားတယ်။ပြီးတဲ့အခါမှာသူကဒီဖျားကိုပဲကိုးကွယ်တော့မယ်ဆိုပြီးတော့ထားတော်ဖျားကိုပဲကိုးကွယ်သွားတယ်။ဗိုလ်ချုပ်နေမန်ကြီးကပြောင်းလဲသွားတယ်။သူ့အပြင်ရှူရီအင်ပါယာတစ်ခုလုံးကလူတွေကအသက်ရှင်တဲ့ဖျားအကြောင်းကိုကြားသိရမှာဖြစ်ပါတယ်။နေမန်ဘယ်လိုလို့ယောကပျောက်သွားလဲလို့သူများမေးရင်ဟာကျွန်မလေးကဣသရေလတိုင်းမျိုးကိုဆွလွတ်လိုက်တာ။အဲဒီမှာပရောဖက်ရှိတယ်ဖျားရဲ့လူရှိတယ် ဟာဒီယောဂါကတမားတော်တွေမကုနိုင်ပါဘူးဒါပေမဲ့ဘုရားသခင်တတ်နိုင်တယ်ဆိုအကြောင်းကရှုရီဘူဂျုံနေမန်အားဖြင့်ပြန့်သွားမှာဖြစ်ပါတယ်ဒါကြောင့်နေမန်ကိုအဓိကပြောင်းလဲစေတာကဘာမှမဟုတ်တဲ့ကျွန်မာလေးပဲဖြစ်တယ်အဲ့ဒီကျွန်မာလေးကတမားကျန်းသားထဲမှာနာမည်တော်မတွေ့ရပါဘူးသူကပင်မျိုးရိုးလဲသူမိဘတွေကဘသူလဲသူ့နာမည်ကဘသူလဲမှတ်တမ်းမတင်ထားပါဘူးဘာမှမှတ်တမ်းမရှိဘူးကျွန်မာလေးလိုပဲမိမငယ်လေးလိုပဲရေးထားပါတယ် တို့ရတွင်သူကကျုံဖြစ်တော်ညာလဲဘဝရဲ့နာကြီးစရာကောင်းတဲ့မိဘနဲ့မနေရဘူးဖန်စီချင်းခံရတယ်သူများတိုင်းပြီးမှသူများခိုင်းတာလောက်ရတယ်တကယ်ဆိုရင်နာကြီးစိတ်ပြတ်ပြီးတော့ဘဝကြီးကိုခါသီးပြီးတော့အသက်ရှင်ရမယ်စာသူ့ကိုဖန်ခေါ်လာခဲ့တဲ့သူတော်တော်ကကျေးဇူးပြုလိုက်သေးတယ်ပြီးတော့လည်းဖရာသခင်ကိုယုံကြည်ခြင်းကဘယ်လောက်ထိကြီးမားလဲဆိုရင်တော့ရှမာရိမြို့ကိုပဲရောက်ပါစေဖရာသခင်ပျောက်ကင်းစေလိမ့်မယ်အံ့ဩစရာကြီးဖရာသခင်ကအဲ့ဒီကျုံမလေးကိုအသုံးပြုသွားတယ်ဒါကြောင့်မို့ချစ်သောညောင်စီတိုင်း ဒီကျုံမလေးကနာမည်တော့မသိရပါဘူး။သင်လည်းကြော်ကြားခြင်းမှာကြော်ကြားပါလိမ့်မယ်။သင်ရဲ့နာမည်ကလူတွေသိခြင်းမှာသိပါလိမ့်မယ်။ဒါပေမဲ့သစ္စာရှိစွာနဲ့ကျုံမဲဖြစ်ပါစေ။ကျုံအလုပ်ကိုပဲလုပ်ရပါစေ။သင်ကဘာအလုပ်ကိုပဲလုပ်လို့သူများရဲ့နိုင်ကြတဲ့အလုံးလိုထင်တဲ့အရာတွေကိုသင်လုပ်ကောင်းလုပ်ရပါစေ။သစ္စာရှိစွာနဲ့အကောင်းဆုံးလုပ်လိုက်ပါ။ဘုရားသခင်ပေါ်မှာယုံကြည်ပါ။လူတွေကိုမနာကြည့်နဲ့။လူတွေကိုကျေးဇူးပြုလိုက်ပါ။ဘုရားသခင်ကိုယုံကြည်မယ်။သင်ကလူတွေကိုကျေးဇူးပြုမယ်။ ကောင်းစွာအသက်ရှင်မယ်ဆိုရင်သင်တို့ကောင်းဝင်နိုင်ငံမှာဆုလက်တရဖူကရှိတယ်ဖခင်ရဲ့မှတ်တမ်းထဲမှာသင်ကအကျုံးဝင်နေမှာဖြစ်ပါတယ်ဒါကြောင့်မို့ကြော်ကြားခြင်းထက်သစ္စာရှိခြင်းကတာ၍ကောင်းတယ်မိမိရှိတဲ့နေရာမှာကျုံမာလေးကဲ့သို့ပဲသစ္စာရှိစွာနဲ့ဖရာသခင်အမှုတော်ထဲမှာပါဝင်အစီခံနိုင်သောသူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ